တန်ဇီးနီးယားနိုင်ငံရဲ့အဓိကတိုက်ခိုက်ပါတီချနီမာပါတီရဲ့ပြောရေးဆိုခွင့်ရှိသူဂျွန်ဂီတူကာက၃ရက်ကြာဆန္ဒပြမှုအတွင်းသေဆုံးသူအရေအတွက်ဟာနိုင်ငံတော်မှာ900လောက်ရှိတယ်လို့ AFP သတင်းစာတမ်းကိုပြောခဲ့တာပါပါတီဝင်တွေကစစ်ရုပ်တွေနဲ့ရင်ခွဲရုံတွေကိုလိုက်လံစုံစမ်းပြီးဒီကိန်းဂဏန်းတွေကိုရရှိခဲ့တာလို့ဆိုပါတယ်ဒါပေမဲ့ဒီအရေအတွက်ဟာကုလသမဂ္ဂကအတည်ပြုထားတဲ့သေဆုံးသူ၁၀ဦးကျော်နဲ့ Amnesty International အဖွဲ့ကထုတ်ပြန်တဲ့ တည်ဆုံးသူတရားကျော်ဆိုတဲ့ကိန်းဂဏန်တွေထက်အဆမတန်များပြားနေတာကိုတွေ့ရပါတယ်ဒီဆန္ဒပြမှုတွေဟာသမရဆာမီယာဆူလူဟူဟာဆန်ရဲ့အဓိကပြန်ပွဲနှစ်ဦးကိုရေကောက်ပွဲကနေဖယ်ရှားခဲ့ပြီးနောက်ပိုင်းပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်တိုက်ခိုက်ခေါင်းဆောင်တွန်တိုလီဆူဟာနိုင်ငံတော်သစ္စာဖောက်မှုနဲ့အကျဉ်းချခံထားရပြီးနောက်ထပ်ပြန်ပွဲတစ်ဦးကိုလည်းဤပညာပိုင်းဆိုင်ရာအကြောင်းပြချက်နဲ့ရေချင်းမပြည့်မီကြောင်းပယ်ချခံခဲ့ရပါတယ်ဆိုရရဲ့တွန်ပြန်မှုကလည်းပြင်းထန်ခဲ့ပါတယ်ယုံကြည်မှုမှာစစ်တပ်ကလုံခြုံရေးတင့်ကျပ်ထားပြီးအင်တာနက်ကိုလည်းလုံးဝဖျက်တောက်ထားပါတယ် တမတော်ကာကွယ်ဥသေချုပ်ကတော့ဆန္ဒပြသူတွေကိုရာဇဝတ်ကောင်တွေလို့သုံးနှုန်းခဲ့ပြီးခြေနေကိုထိ ंछ ုံနိုင်ခဲ့ပြီလို့ကြေညာခဲ့ပါတယ်။သမရဟာဇန်ကတော့ဒီအရေးခင်းတဲ့ပတ်သက်ပြီးဂုတိတရားဝင်မှတ်ချက်ပေးခြင်းမရှိသေးပါဘူး။နိုင်ငံကအတိုင်းဝိုင်းကလည်းဒီဖြစ်ရပ်ကိုပြင်းပြင်းထန်ထန်ရှုံချနေပါတယ်။ဥရောပပါလီမန်ကဒီရွေးကောက်ပွဲဟာလွတ်လပ်မျှတမှုမရှိတဲ့လိမ်လည်မှုဖြစ်တယ်လို့ပြောဆိုခဲ့ပြီးကုလသမဂ္ဂကလည်းလုံခြုံရေးတပ်ဖွဲ့တွေကိုအင်အားအလုံးစုံမသုံးဖို့တိုက်တွန်းထားပါတယ်။ ဘေးကပြည်တော်စုကလည်းသူ့နိုင်ငံသားတွေကိုဘေးကင်းရမှာနေဖို့သတိပေးချက်ထုတ်ပြန်ထားပါတယ်ဒီဆန္ဒပြမှုတွေဟာတန်ဇင်းနီးယားနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်းကြီးမားဆုံးသောအစိုးရစန့်ကျင်ရေးလှုပ်ရှားမှုဖြစ်ပြီး1962ခုနှစ်ကလေးကအာဏာရလာခဲ့တဲ့ပါတီအတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာပါတယ်